ောက်ကဲဝေဒနာကြောင့်ချောမောတဲ့ရုပ်ရည်တွေကိုပါဆုံးရှုံးလိုက်ရပြီးတော့ဘဝကိုအတင်းဖြတ်သန်းနေရတဲ့မနှင်းသက်ဆုံးပရိသတ်များအားလုံးပဲနေလာပါရှင်။မြန်မာဆယ်လီအင်ဆိုင်ဒါ page ကနေပြီးတော့ကြိုဆိုလိုက်ပါရင် မနင်သက်စောကဒါမန်လူငယ်တွေထဲမှာလူငယ်တဦးအနေနဲ့ပျော်ရွှင်လှပစွာဖြတ်သန်းနေခဲ့သူတဦးဖြစ်ပါတယ်။အလားလဲကြိုက်တာကြောင့်လာတထက်လာအောင်နေထိုင်ပြီးတော့ဓပုံရရတာကိုလည်းအရန်ကြိုက်ပါတယ်။ဒါပေမဲ့အခုလက်ရှိအချိန်မှာတော့မနင်သက်စောကမှန်ကြည့်ရမှာကိုလည်းအရန်ကိုကြောက်ရွံ့လွန်နေပြီဖြစ်ပါတယ်။မှန်ကြည့်လိုက်တိုင်းမှာပြောင်းလဲနေတဲ့သူမရဲ့ခန္ဓာကိုယ်ပုံစံရုပ်ရည်တွေအားလုံးကိုလက်ခံနိုင်စွမ်းမရှိတာကြောင့်ဖြစ်ပါတယ်။မနင်းသက်စော်ကပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်ကစပြီးတော့ကြောက်ကဲ့ဝေဒန နာကိုစတင်ပြီးတော့ခန်းစားလာခဲ့ရပါတယ်။ကြောက်ကက်ပျက်စီးနေပြီဆိုတာကိုမသိနေခဲ့ပဲပုံမှန်အတိုင်းလာနေနေခဲ့တာဖြစ်ပါတယ်။သွေးပေါင်ချိန်တွေအရန်တက်နေလို့စစ်စေးကြီးမှသာကြောက်ကက်ပျက်စီးနေပြီဆိုတာကိုသိလိုက်ရတာဖြစ်ပါတယ်။ကြောက်ကက်ကအရန်ကိုပျက်စီးနေပြီဖြစ်တဲ့အတွက်ချက်ချင်းဆိုသလိုပဲလေဘင်းကိုဖောက်ပြီးတော့ကြောက်ကက်ဆေးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကလေးကတပတ်ကိုနှစ်ကြိမ်ကြောက်ကက်စပြီးတော့ဆေးခဲ့ရပါတယ်ကြောက်ကက်ယောဂကအချိန်တို့အတွင်းမှာလူဝဝါမြူလိုက်တလို့ကိုဖြစ်သွားတာဖြစ်ပါတယ်ခန္ဓာကိုယ်ကအားနည်းလာတာနဲ့အမျှထမင်းလည်းမစားနိုင်ရေလည်းမတောက်နိုင်တဲ့အရန်ကိုခံစားရတာပါအစားအစာလည်းကောင်းကောင်းမဝင်တဲ့အတွက်ဆေးအသက်နဲ့ဆက်ပြီးတော့ရှင်နေရတာဖြစ်ပါတယ် ဒါကြောင့်မို့ခန္ဓာကိုယ်ကလည်းပိန်ကျလာခဲ့သလိုအသားရည်ကလည်းခြောက်သွေ့လာခဲ့ပါတယ်။အရင်တော့ဖြူဝင်တဲ့အသားရည်တွေကအခုလက်ရှိမှာအညိုရောင်ဘက်ကိုရောက်သွားပါတယ်။ဒီယောဂကိုတစ်နှစ်ကျော်ကြာခံစားပြီးရတဲ့အချိန်မှာမန်နင်းသက်သောကအရင်တော့လိုချစ်စရာကောင်းတဲ့ရုပ်ရည်တွေအလုံးကိုဆုံးရှုံးလိုက်ရပါတယ်။နောက်ထပ်လူတစ်ယောက်လိုမျက်နှာအစပြောင်းလဲသွားခဲ့တာပါ။ အရင်ပုံစံနဲ့မတူတော့သလိုတချို့တွင်ဆိုရင်တော့ဒါမနင်းတက်စော်လားဆိုပြီးတော့အံ့အားသင့်ကြပါတယ်ဒီလိုဆုံးရှုံးမှုမျိုးကိုမိန်းကလေးတယောက်အနေနဲ့မနင်းတက်စော်မှာလက်မခံနိုင်လောက်အောင်ကိုဖြစ်ရပါတယ်ဆဆဖြစ်ချင်တော့ဆိုရင်တော့ဘလို့ဒီယောဂဖြစ်ရတာလဲဆိုပြီးတော့ယူချိုးမရရဖြစ်ရပါတယ်မနင်းတက်စော်ကဘန်ဝင်တန်းတူဖြစ်ပြီးတော့တူဦးရဲသောသမီးလေးဖြစ်ပါတယ်ဒါကြောင့်မို့ဝန်တန်းဘဝလေးနဲ့မိဘကိုလှုပ်ချင်းနေခဲ့တာပါ ရေမှန်းချက်တွေလည်းအများကြီးရှိသလိုမိဘတွေကိုလည်းကောင်းကောင်းမွန်မွန်ထားကြတဲ့အချိန်ကြားမှာအခုလိုဖြစ်သွားတာပါအခုဆိုရင်မနင်းသက်စော်ကိုအသက်60နှစ်အရွယ်မိခင်ရပဲပြုစုနေရတာဖြစ်ပါတယ်ယောဂါပိုဆိုးလာတဲ့အတွက်တပတ်ကို၃ချိန်ကြောက်ခက်ဆေးနေရပြီလည်းဖြစ်ပါတယ်ဒါကြောင့်မို့တပတ်ကိုဆေးကုသစရိတ်က30ဝန်းကျင်လောက်ရှိနေတာဖြစ်ပါတယ်ဒီပမာဏကိုတောင်းခံပြီးတော့ဆေးကုသဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါတယ်မနင်းသက်စော်ရဲ့ဖခင်ကတက္ကစီမောင်းပြီးတော့ဆေးဖို့အတွက်ကိုပတ်စံ ရှာနေရတာဖြစ်ပါတယ်။မနင်းသက်စော်အတွက်လက်ရှိမှာဆိုရင်တော့ကြောက်ကက်အစားထိုးလဲလဲဖို့ဒါမျောလင်းချက်ရှိတော့တာလည်းဖြစ်ပါတယ်။အရန်ကိုခက်ခဲလာတဲ့အနေရတွေမှာဆိုရင်မနင်းသက်စော်ကလောကကြီးကနေထွက်ခွာသွားဖို့အချိန်ရပါတယ်။ ဒါပေမဲ့သူမကိုမျောလင်းချက်တကြီးနဲ့ပြုစုနေတဲ့မိခင်ဖြစ်သူကိုမကြည့်ရတာကြောင့်အာတင်းပြီးတော့အသက်ဆက်ရှင်နေတာပါ။ဖခင်တရားဟောတာအာယုံပြုပြီးတော့တရားနဲ့သာဖြစ်နေရတာဖြစ်ပါတယ်။မနင်းသက်သောကြောက်ကဲ့ဝေဒနာခံစားနေရတာအမြန်ဆုံးပျောက်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။